ဒီလိုကတောင်မျိုးတွေဗျာအသေးခွမှာတေးရေဆိုတာမရှိဘူးအသေးခွမှာရှင်းရှင်းလေးပဲအသေးပဲခံလိုက်ရမယ်ဗောနော်ရှင်းရှင်းလေးပဲမင်းကားကိုနိုင်အောင်ခွလေနော်နိုင်အောင်ခွအသေးပဲခံလိုက်ရမယ်ညီတို့ဘယ်တော့မှညှိနိုင်မှာမဟုတ်စကားဝိုင်းမှာညှိနိုင်မယ်ထဲမှာတော့ညီတို့ဗောတော့အညာတက်ရင်မဟုတ်ပါဘူးဗောနော် PDF ဗောနော် PDF တက်တရားလုံးအဲအတူတူပဲလို့ထင်ပါတယ်ညီတို့ပဲဗောနော်ကျဲတဲ့ကောင်တွေအများကြီးရှိတယ်ချက်ကျွန်တော်တို့ကအပြတ်ချဒီဘွဲကရှုံးလို့မရတဲ့ဘွဲမဟုတ်ဘူးဗျာနိုင်မှာဖြစ်မယ်ဘွဲရှုံးတယ်ဆိုရင်တကမရှိဘူးစောကြီးကနေနိုင်မယ်ဆိုရဲခံယူချက်နဲ့ လာတဲ့កောင်လို့ဖြစ်တယ်အဲ့တော့じゃတော့အဆုံးထိတိုင်းဒီအာနာရှင်စနစ်ကိုကျွန်တော်တို့ကအကိုင်းလေးရင်ချိုးမှာမဟုတ်အမြစ်ကပါလှန်ပလိုက်ဒီကစစ်ကြောင်းထိုးလို့လူရောက်တရားပေါ့နော်ရောက်တရားနဲ့ထိုးပြီးဆို80လောက်ကပေါ်တာဆွဲတဲ့កောင်လေးကြီးပဲတော့လူငယ်တွေမျိုးဘွားလူငယ်တွေပေါ်တာဆွဲတဲ့လူတွေကြီးပဲ20လောက်ပဲသူတို့စစ်ကောင်ကြီးရေပေါ့နော်တန်တီတက်ပါကျန်တဲ့80လောက်ကမိလို့ရှင်တော့တနာကမာနဲ့အဲ့လိုမျိုးတွေပေါ့နော်လူငယ်တွေကိုတော့ကိုချင်းစာတယ်ဗျမိတို့လည်းလူငယ်ပဲအဲ့တော့じゃတော့မင်းတို့မျိုးပေါ်မှာနေပြီးတော့တည်ရမလားလပိတ်လေးတောက်လိုက်ဂိမ်းလေးစော်လိုက် ြည့်ရမလားဘီယာလေးတောက်လိုက်အဲကော်မလေးနဲ့ရှောက်သွားလိုက်လုံးမနေနဲ့ဒီချိန်ကရွေးချယ်ဘယ်ဟာကိုရွေးချယ်မှာလဲကြားနေတယ်ဆိုတာမရှိတော့ဘူးဒါနောက်ဆုံးပွဲဖြစ်နေပြီနောက်ဆုံးပွဲပဲအဆုံးဖြတ်ပြီးမဲ့ပွဲတစ်ခုဖြစ်နေပြီဒီချိန်ကအဲ့တော့ကြတော့ဘက်ရွေးတော့တိုက်တဲ့ဘက်ကိုရွေးတော့တိုင်းပြီးရောဘူလေးတွေကိုပုံနဲ့ဆိုင်ဆိုင်ဖုန်းနဲ့မဲ့ပေးပါဖုန်းနဲ့မဲ့ပေးပါလား ပုံနဲ့မဲ့ပေးပါလားအရှိတဲမှာလာငိုးနေတယ်ဒီကောင်စက်မှုနဲ့ပါလာတဲ့ကောင်ကြီးဟမ်ဟုတ်နဲ့မဲ့ပေးပါလားစေအုပ်စုကိုပဲနိုင်မင်းပြည့်စည်ခြင်းနေတဲ့အတရုတ်ကိုပေါ့နော်ကျွန်တော်တို့တော့တုတ်ဖို့တော့လိုပြီလားဒါသိရမလားကျွန်တော်နိုင်ငံတကာတွေသိရမလားကျွန်တော်ဗာရင်ကျွန်တော်ဂီးဥဆိုင်ဒါပေမဲ့ကျွန်တော်တို့ကရှင်းရှင်းလေးပဲကျွန်တော်တို့ တော်လန်ရေးကိုပြပါလာပြီဆိုရင်တော့သူတူတူတည့်ရမလားကျွန်တော်တရုတ်မကလို့တည့်ရမလားငကားအဖေဖြစ်ဖြစ်ကျွန်တော်တို့ဒီချိန်မှာတော့ပြန်ပြီးတကွာလောက်တော့ပြန်ပြဖို့လိုလို့တော့ကျွန်တော်အားပြောပြောနေတိုးတို့မြင်းမြိုက်တို့နေဝင်းတို့အကုန်လုံးပေါ့ဗျာအကုန်လုံးဒီစမှာတွက်လဲတို့တွက်လဲဆိုရင်ခင်းလိုက်တာမြင်လိုက်ခင်းလိုက်တာမြင်လိုက်နော်တွက်လဲကိုမြင်နေခင်းလိုက်အောင်မြင်အဲ့တွက်လဲနေရုပ်ဆောင်နေရခင်းလိုက်နေရုပ်ဆောင်နေရခင်းလိုက်နေရုပ်ဆောင်နေရခင်းလိုက်ကိုမရောက်ပို့နေနော် ော်လမ်မျိုးတွေအားလုံးပဲပေါ်ပေါ်ပေးနေမိပေးတယ်မှာအများဆုံးကြင်ဝေးကြပါစေလို့ဆုတောင်းပေးနေပဲကျွန်တော်ရဲ့ကိုကြရပရိုဒူရှင်ချန်နယ်လေးကပြန်လည်ကြိုဆိုလိုက်ပါတယ်။ Irrevolution လို့သွားပေးကမှာတော့ယနေ့အော်တိုပါလာ30ရက်နေ့တောက်ကြနေရဲ့ညပိုင်းထိနောက်ဆုံးရရှိသတင်းချို့ကိုကျင်းကျုပ်ပေါ်ပြပေးသွားဖြစ်တော်လမ်မျိုးတွေအားလုံးပဲအစိုးရချုပ်ကိုဒီနေ့မှထပ်မံတောင်းဆိုလိုက်ပါတယ်။ရောင်းစုတင်မုံအနေနဲ့ကတော့တင်းသားဤတိုင်းတဝံမြို့မှာကျမ်းပတ်စစ်ကောင်းဆောင်မင်းအောင်နိုင်ရဲ့ယင်းဤပတ်သက်မှုရှိတဲ့စီးပွားရေးသမားကျော်ကျော်ဦးဟာပြစ်ကက်ခံရကြောင်းဒေသခံတော်လိုင်းသတင်းတွေကထုတ်ပြန်ထားတာတွေ့ရှိရပါတယ်။အော်တိုပါလာ30ရက်နေ့ဒီမနက်မှာပဲ ။အဝယ်မြို့ရှင်ပုနှစ်ရက်ကွယ်ခရိုနီကြော်ကြော်ဦးရဲ့နေအိမ်ဒီမှာမိမတိရဲ့တမန်သမားတွေကဝင်ရောက်ပစ်ခတ်တိုက်ခဲ့တာဖြစ်ကြောင်းနဲ့စူပါတိုက်ခတ်မှုတွင်ဒီဘက်သမားကြော်ကြော်ဦးကကြီချိမှန်တန်ရရှိကအဝယ်မြို့စေုံမှာအံယူနေရပြီးဒီဆုံးရင်ရှိမှရှိကိုတော့ဒီပြည်နိုင်ရင်မရှိသေးကြောင်းလည်းသိရှိရပါတယ်။ပိကက်တက်ခခံရတဲ့စီပွားရေးသမားကြော်ကြော်ဦးဟာတနင်္သာရီတိုင်းအစိုးရအဖွဲ့ဝင်ကြီးချုပ်မြက်ကိုနဲ့ပုတ်ကိုကြီးရလွန်ရင်းနေသူဖြစ်ပြီးတော့အကြမ်းမဲ့ဆီကောင်းဆောင်မင်းအောင်နိုင်စတေမာလာ၁၈ရက်နေ့ဒဝဲမြို့ကိုလာရောက်ဆင်ကလည်းကြော်ကြော်ဦးတောင်းဝင်ထားတဲ့ဒဝဲဘိုးဘွားကြီးတောက်ကိုလာရောက်ခဲ့သေးကြောင်းနဲ့ မယောင်နိုင်ရင်းနေတဲ့သက်ဆန်ရေးနဲ့ပတ်သက်မှုလည်းရှိနေကြောင်းလည်းသိရှိရပါတယ်။ဆိုပါပြစ်ခတ်တဲ့ကုန်ပြည်စင်နဲ့ပတ်သက်ပြီးမိတိတဲ့နိုင်ငံအဖွဲ့ကတုံ့ဆောင်တယ်ကူတော့တီးပြုတ်နိုင်ခြင်းမရှိသေးပဲဒေသတွင်းတော်လိုင်းအဖွဲ့တွေကလည်းထုတ်ပြန်ထားခြင်းလက်ရှိမှာတော့မရှိသေးဘူးလို့လည်းသိရှိရပါတယ်။ဟုတ်တယ်တတိမုံအနေနဲ့ကတော့လက်ရှိချိန်မှာအမှုပညာရှင်တွေကိုဝေဖန်ပြုပြုလုပ်တဲ့ဘသူကိုမဆိုလာရောက်ပြီးတော့တိုင်ကြားနိုင်ပါတယ်ဆိုပြီးတော့အစဉ်ဦးရဲ့တယ်လီဂရမ်ကကြေညာပြပြီးမှာပဲ။တွက်လက်ကတော့သူ့ရဲ့ငွေချင်းဟင်းဖြစ်တဲ့အုံတိုင်းကိုတော့တိုင်ခဲ့တဲ့အတွက်အုံတိုင်းကောင်ဖန်ခံလိုက်ရတယ်အားလုံးသိရှိဖြစ်ပါတယ်။ အချိန်မှာတော့ဇင်ဦးတယောက်အနေနဲ့အခုဆိုရင်32ယောက်ထိဖမ်းဆီးထားပြီဆိုပြီးတော့လည်းထက်မှန်ပြီးတော့သူ့အနေနဲ့ဂုံဂုံကြောက်တာနဲ့ပြောထားပြီးတော့ဆက်ဆက်လက်ပြီးတော့နူပညာရှင်တွေကိုဝေဖန်ပြောဆိုတဲ့သူတွေရှိမယ်ဆိုရင်အားရောက်ပြီးတော့တတိကံတိုင်ရနိုင်ပြီးအခုလိုမျိုးစစ်တပ်ပူးပေါင်းပြီးတော့ထက်မှန်ပြီးဖမ်းဆီးတော့ဖြစ်ကြောင်းနဲ့ထောင်နဲ့သုံးနေကန်ထောင်နဲ့ရွန်းဒီထက်မှန်တော့မယ်ဖြစ်ကြောင်းလည်းသူ့ပြန်ပြောဆိုထားတယ်ပြီးရှိရပါတယ်။ကဲထောက်ကြီးရမယ်ဒီလိုမျိုးဇင်ဦးဆိုတာဟာစစ်တပ်ရဲ့လော်ဘီတယောက်အနေနဲ့ရိုးရိုးစင်မဟုတ်ဘဲနဲ့ တကယ်ပဲထက်တဲ့ဝင်နဲ့မယောင်နိုင်လက်ကင်လို့တခုဖြစ်တဲ့ဆိုတာလေအားလုံးသိရှိဖို့လိုအကြောင်းဒီနေ့ကပြီးတော့ထပ်မံဒီပြလိုက်ပါတယ်။နောက်တဲ့သတင်းပုံအနေနဲ့ကတော့မန္တလေးတိုင်းကကဘာကျော်ဗဒမြားတွေထွက်ရှိရာမိုးကုတ်မြို့ကာကွယ်ရေးနဲ့တော်လိုင်းတောင်ဝင်တွေပြန်လည်ထမ်းဆောင်ဖို့တောက်ခွက်နဲ့ကင်းကွာနေတဲ့ရဲဘော်တွေကိုပြည်သူ့ကာကွယ်ရေးတပ်မတော် PDF မိုးကုတ် viewer ကဒီနေ့အောက်တိုဘာ31ရက်မှာပြန်လည်ဖိတ်ခေါ်ချက်ကိုထုတ်ပြန်ခဲ့ပါတယ်။အောင်းတပ်မတော်တရန်လျာမိုးကုတ်နဲ့မိုးမိတ်မြို့ကနေစုခွာဖို့ စစ်ကောင်စီနဲ့သဘောတူညီပြီးအပြည့်ရဲဆဲခဲ့ပြီးတဲ့နောက်မှာတော့ဘိုးဘိုဘီဝအပေါင်းအမျိုးသားညီရေးဆိုရအန်လူဂျီကာကွယ်ရေးဝန်ကြီးဌာနကိုကဲမှုအောက်မှာရှိတဲ့မန္တလေးဒေသ PDF တပ်ဖွဲ့တွေကထိန်းချုပ်နေပြီးစုမှုနေပြီးတွေကိုဆက်လက်ကာကွယ်မယ်လို့အသိပေးမှုတွေစတဲ့ပြုလုပ်ခဲ့သလိုတပ်ဖွဲ့နဲ့ကင်းကွာနေတဲ့ရဲဘော်တွေကိုလည်းအခုလိုပြန်လည်ဖိတ်ခေါ်ခဲ့တာဖြစ်ပါတယ်။ရဲဘော်တို့သည်မျိုးဥတော်လိုင်းခီမာသွေးချွေးနင့်နာခံမှုများဖြင့်တော်လိုင်းရဲ့အင်အားကြီးမားသောအစိတ်ပိုင်းများဖြစ်ခဲ့ကြပါသည်။ကြောင်မှုကြောင့်ဘိုးဘိုဘီဝနဲ့ခိတခဏကင်းကွာနေကြသည်ကိုလည်းနားလည်စာနာမိပါသည်။ ရဲဘော်တို့ရဲ့တွေ့ကြုံရဲဘော်တို့ရဲ့စွန့်ရည်ရဲဘော်တို့ရဲ့တော်လိုင်းရေးပေါ်ထားရှိခဲ့စေတနာများကိုမိုးကိုဗျူဟာနေဖြင့်မြဲတံပိုးရှိနေပြီဖြစ်သည့်အတွက်တော်လိုင်းရေးရဲ့ကွန်ဝါတရအနေနဲ့မိုးကိုဗျူနဲ့တူပြန်လည်လက်ထက်တွေ့ပွဲဝင်ကြပေးရန်လူတွေစာဖိတ်ခေါ်ပါတယ်ဆိုပြီးတော့မိုးကိုဗျူကဒီကနေ့မှထုတ်ပြန်ခဲ့တာလည်းဖြစ်ပါတယ်ခုကနေကစလုံနေပြီဗျာစေအောင်စုပါလေဘလောက်ထိရုံပါလဲဆိုတော့အဲ့တော့ကြာညီတို့ဘက်ကပြက်ပြက်သားသားကိုဆုံးဖြတ်ရမယ်ချင်ရောက်ပြီโอเคဟုတ်ပြီမင်းတို့ရတယ်မဲထဲမှာလာโอเค ပြည်သူနေရတော့ရှင်းတယ်ဗျပြည်သူကတော့မရှိဘူးပြည်သူကမဲထဲမှာမဟုတ်အဲ့တော့ကျတော့စွန်တော်ပြောတဲ့နှစ်ချက်ကိုပေါ့နော်တော်လိုင်းသမားတွေဘက်ကလောက်ရမယ့်တစ်ချက်နဲ့ပြည်သူတွေဘက်ကလောက်ရမယ့်ချက်ကိုပြက်ပြက်တသားလောက်ရမယ့်ချင်းရောက်ပြီးပြီးရင်စေုပ်စုဘက်မှာကာပါပေးနေတဲ့ကောင်တရုတ်ကိုကျွန်တော်တို့ကျပြတတာပေါ့နော်ကျွန်တော်တို့ဆုံးဖြတ်တင်လို့ထင်အမှကြောက်စရာမလိုဘူးဗျဟုတ်စသားဆိုတော့စသားစကားပဲပြောကြတာပေါ့ညီတို့ကတောင်းမျိုးတွေဗျအသေးခွတ်မှာတေးရေးဆိုတာမရှိဘူးအသေးခွတ်မှာရှင်းရှင်းလေးပဲ အတိရဲခံလိုက်ရမယ်ပေါ့နော်ရှင်းရှင်းလေးပဲမင်းကားကိုနိုင်အောင်ခုတ်လေနော်နိုင်အောင်ခုတ်အတိရဲခံလိုက်ရမယ်ညီတို့ဘယ်တော့မှညှိနိုင်မှာမဟုတ်စကားဝိုင်းမှာညှိနိုင်မယ်ထဲမှာတော့ညီတို့ဘောတော့အညာတက်ရင်မဟုတ်ပါဘူးဘောတော့ PDF ပေါ့နော် PDF တက်တရားလုံးအဲအတူတူပဲလို့ထင်ပါတယ်ညီတို့ပဲပေါ့နော်အဲ့တော့ကြတော့ရှင်းရှင်းလေးပဲ ကျွန်တော်တို့ကတောင်းမျိုးတွေဖြစ်တယ်အသေးခွတ်ပါဗျအဲပြီးတော့ကြတော့ဘောနော်တိတ်ပြီးတော့လေဘောနော်အခြားဒီဆေးဥစုနဲ့ပတ်သက်ပြီးတိတ်ပြီးတော့လေအပြောင်းလဲတွေဓာတ်ကြီးဖြစ်လာမယ်လို့ညီမထင်ဘူးဗျတိတ်ပြီးတော့လေစိုးရင်စရာမလိုဘူးဘာကြောင့်လဲဆိုတော့အခုကနေကဘောနော်ကျွန်တော်တို့ဒီအာဆီယံနိုင်ငံအပါအဝင်ဘောနော်ဒီနိုင်ငံတကာအတိုင်းဝိုင်းကကျွန်တော်တို့ပြည်သူတွေရဲ့ခံစားချက်ကျွန်တော်တို့ပြည်သူတွေရဲ့ဘောနော်ကြုံတွေ့နေရတဲ့ဒုက္ခကိုလက်လူရှုထားတာပဲအခုလက်ရှုထားတာပဲဘယ်သူပါကူညီလို့လို့ကျွန်တော်တို့ ရှင်းရှင်းလေးပဲလေအခုအခုလဲကျွန်တော်တို့လစ်လူရှုထားတာပဲကျွန်တော်တို့ကဒါဥပဒေတွေရအတိရမလားလူသားစာနာတွေဘာတွေညာတွေကျွန်တော်တို့လုပ်နေတယ်ဒါပေမဲ့ဘယ်နိုင်ငံကကျွန်တော်တို့ကိုလာပြီးရောမှာတစ်ချက်ကြည့်လို့လဲဗျအခုချိန်ထိလဲမကြည့်ခဲ့ပါဘူး ရှင်းရှင်းလေးပဲတကယ်တမ်းကဘာကူလာတမကလို့ဖွဲ့စည်းမျိုးတော်မှာမရှိသင့်တော့ဘူးလို့ညီရထင်လေဗျဘာကြောင့်လဲဆိုတော့ရိုင်းရိုင်းပြောရမယ်ဆိုရင်တော့မခုကတော့အားနာပါတယ်သူတို့ရှင်းမှာမရင်းကျင်နေတော့ဟာကျွန်တော်တို့ကတော့ကန့်ကွက်ပါတယ်စိုးဝင်ရပါတယ်ဒါကတော့မဖြစ်သင့်ပါဘူးဆိုတော့အနေထားတွေပဲဟိုတော့ပြောနေတာတကယ်လက်တွေ့ကြကြသူတို့မှလုတ်ပြီးနိုင်တာဘာမှမရှိဘူးဗျဘာမှလည်းလုတ်မထားဘူး ပြီးရင်ပေါ့နော်အဲ viewer မြောက်တဲ့ viewer မြောက်ပေါ့နော်ဘလို့ခင်းချင်းမျိုးလောရမလဲဆိုတာပူပူလင်းလင်းပေါ့နော်ညီရှိမှပြောခဲ့သူတို့ပေါ့ညီတို့ဒီအညာဘက်မှာတကယ်တမ်းတော့ကြီးစံနေတဲ့နယ်မြေကိုရယူသွားတာဆိုတာထက်ညီတို့အသက်တွေချွေးတွေတည်းတွေလူငယ်တွေရဲ့ပေါ့နော်ကုလက်အင်္ကာတွေကိုစွန့်လွတ်ပြီးရောဒီနယ်မြေတွေကိုရအောင်ယူခဲ့ရတာဖြစ်တယ်ဗျအဲတခါတလေကြတော့ပေါ့နော်ညီတို့ကတော်တော်လေးဆိုးတယ်ဗျ viewer မြောက်လောက်ချင်တယ်ဆိုလို့ရှိရင်တော့ရှင်းရှင်းလေးပဲသူတို့ရွေးကောက်ပွဲနေ့လုံးဝနေ့ကိုတတိယ line တို့မဟုတ်ဒီရေးတာထပ်ခေါ်ပြီးရောဒါကျုံးပလိုက်တော့အဲ့လိုမျိုးကျုံးပါရ ဲ့လိုမျိုးကြုံမှုဆိုရင်တချို့မေးခွင်းနေရပါတော့ညီတို့ကညီတို့ကိုမေးရမယ်ဆိုပါတဲ့ညီတို့ရဲ့အစိုးရဖြစ်တဲ့အယူဂျီကိုမေးရမယ်ဗျဥပမာလေးပြောရမယ်ဆိုခုချိန်ထိညီတို့ကိုအယူဂျီကလောက်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 ပေါ့နော်ချပေးထားတာဘာမှမရှိသေးဘူးအဲ့လိုမျိုးပေါ့နော်သူတို့ကိုမေးရမယ်မင်းတို့ရောဘာဖြစ်ချင်လို့ဆိုတော့တခါလေညီတို့ကပြန်မေးချင်တာပေါ့နော်ခုအစိုးရကိုအဲဆရာတို့ဘယ်လိုလုပ်ချင်လဲပေါ့အဲ့လိုမျိုးပြန်မေးရဘာလို့တော့ခုချိန်ထိကအားလုံးကပြည်သူအားနဲ့ကုတူကိုထားပဲယုံနေရတာပေါ့နော်ကျွန်တော်အစိုးရရဲ့လမ်းညွှန်ချက်ဆိုတာမပါသေးဘူးခုချိန်ထိကမပါသေးရ ဘောနော်ကျွန်တော်တို့ကလိုင်းပေါ်ကနေပြိုပဲနော်ဘာဖြစ်တင်ပါလဲညာဖြစ်တင်ပါလဲဘလူလောက်ပါမယ်ထွေထွေထူးစကြီးလောက်ပါမယ်နှိုက်ခံနေရတာပဲဘာထွေထွေမှထူးစစ်မဟုတ်ကျွန်တော်တို့ထွေထွေခံစကြီးလောက်နေရတယ်ဗျအခုချိန်ကြီးအဲ့တော့ကြာတော့ရှင်းရှင်းလေးပြောကျွန်တော်တို့ထွေထွေထူးစစ်လောက်မှာလားတကယ်လောက်မှာလားရတယ်အသက်ပြီးမဲ့ကောင်နေအစင်တင်မဲ့ကျွန်တော်တို့ပေါ်တယ်ညာမှာလူပေါ်တယ်သိရဲတဲ့ကောင်နေအများကြီးရှိချရမယ်ကျွန်တော်တို့ကအပြတ်ချဒီဘွဲကချုံးလို့မရတဲ့ဘွဲမဟုတ်ဘူးဗျနိုင်မဟုတ်ဖြစ်မဲ့ပွဲချုံးနေဆိုတဲ့ကမရှိဘူးစောကြီးကနေနိုင်မယ်ဆိုတဲ့ခံယူချက်နဲ့လာတဲ့ကောင်လေးဖြစ်တယ် ဲ့တော့ကြတော့အဆုံးထိတိုက်ဒီအာနာရှင်စနစ်ကိုကျွန်တော်တို့ကအကိုင်းလေးရင်ချိုးပါမို့အမြင့်ကပါလှန်ပလိုက် ရှင်းရှင်းလေးပဲနောက်တစ်ခါအာနာရှင်စနစ်ဆိုတာကျွန်တော်တို့နောက်ကလေးတွေနောက်လူငယ်တွေကြာလို့ရှိရင်ကျွန်တော်တို့တမိုင်းစာအုပ်ထဲမှာပေါ့နော်ပြန်ဖက်ရတဲ့ဖြစ်မျိုးကိုရအောင်ကျွန်တော်တို့ပြန်လှုပ်ရမှာဖြစ်အဲ့တော့ကျွန်တော်တို့အမြင့်ကလမ်းမှာဖြစ်တဲ့အတွက်တစ်ခါလေလမ်းဖို့အားတော့ရှိဖို့လိုတယ်ကျွန်တော်တို့အစိုးရလိုသတ်မှတ်ထားတဲ့အစိုးရဒီလိုမျိုးဖြစ်သင့်ရောလားဆိုတာကျွန်တော်တို့ကတစ်ခါလေဒီ Zoom meeting ထဲမှာပေါ့နော်အဲ့လိုအစိုးရဘိုင်းကလူတွေကိုထဲဖို့တော့လိုတယ်ဗျတစ်ခါတည်းကြာတော့လေသူတို့ပြန်မေးဖို့တော့လိုတယ်ဘာကြောင့်လဲဆိုတော့သူတို့ပုံမှာအများကြီးမှုတည်ပါတယ်ဟုတ်လက်ရှိလောဆယ်နေထားမှာညီတို့ပေါ့နော် အဲဆွမ်းတော့ပြောသလိုပေါ့ရွေးကောက်ပွဲစားမယ်နေလားတို့မဟုတ်ရွေးကောက်ပွဲမစားခင်လားညီတို့ဘက်ကအထူးစစ်တစ်ခုဒါမှမဟုတ်တတိယလိုင်းလားဒီဒေးတစ်ခုခေါ်ပြီးတော့ကျုံးမှုတော့လို့ပြီဗျကျုံးမှုတော့လို့ရှင်းရှင်းလေးပဲညီတို့ရှောက်နေတဲ့ပန်းတိုင်းပေါ့နော်ညီတို့ရှောက်နေတဲ့လမ်းရောက်အောင်သွားနေတဲ့ပန်းတိုင်းမှာဝင်ရှုပ်ရှုပ်တဲ့ကောင်မှာကျုံးရတကယ်တမ်းတော့ဒီအခြေအနေမျိုးဒီရက်လိုဟာမျိုးဟာညီတို့ ဒီဇွန်မှာစုံမယ်ဆိုရင်တော့ကိုယ့်အိမ်ကိုပေါ့နော်ကိုယ့်အိမ်ကိုမှာနေပြီးစုံရမယ့်အနေအထားတစ်ခုပါနိုင်နေပါတကယ်တမ်းတော့ပေါ့နော်ဝင်ရှုပ်တဲ့လူတွေရှိနေလို့ပေါ့နော်တကယ်တမ်းတော့ရှင်းနေပြညီတို့ကဘာမှ give site မနေနဲ့တိတယ်ကြောက်စရာလည်းဘာမှမရှိတော့ညီတို့အနာကက်တွေလည်းမှောင်ဖုံးနေကိုရှောက်မဲ့လမ်းမှာဝင်တားရင်သူ့ငကားတွေတရုတ်တွေနားမလဲအကုန်လုံးဝင်ပြီးတော့ကြည့်ရမလားရှုပ်ကိုလမ်းမှာရှုပ်နေတော့ရှင်းပလိုက်ဖို့လိုတယ်ဗျာကြည့်ရမလားအဲ့လိုပုံစံမျိုးနဲ့ညီတို့သွားနိုင်မှရတယ်ပြီးလို့ရှိရင်ညီတို့အခုပြဿနာအဓိကပြဿနာပါလဲဆိုတော့စစ်ကောင်စီကစစ်ကြောင်းထုတ်လို့ လူအယောက်တရာပေါ့နော်အယောက်တရာနဲ့ထိုးပြီးဆို80လောက်ကပေါ်တာဆွဲတဲ့ကောင်တွေကြီးပဲနော်လူငယ်တွေမျိုးပေါ်ကလူငယ်တွေပေါ်တာဆွဲတဲ့လူတွေကြီးပဲ20လောက်ပဲသူတို့စစ်ကောင်စီရဲ့ပေါ့နော်တန်တွေတက်ပါကျန်တဲ့80လောက်ကမိလို့ရှိရင်တော့တနာကမာနဲ့အဲ့လိုမျိုးတွေပေါ့နော်လူငယ်တွေကိုတော့ကိုချင်းစာတယ်ဗျညီတို့လည်းလူငယ်ပဲအဲ့တော့ကြတော့မင်းတို့မျိုးပေါ်မှာနေပြီးတော့သိရမလားလပိတ်လေးတောက်လိုက်ဂိန်းလေးစော်လိုက်ဒီရလာဘီယာလေးတောက်လိုက်အဲကော်မလေးနဲ့ရှောက်သွားလိုက်လုံးနေနဲ့ဒီချိန်ကရွေးချယ်ဘယ်ဟာကိုရွေးချယ်မှလဲကြားနေတယ်ဆိုတာမရှိတော့ဘူးဒါနောက်ဆုံးပွဲဖြစ်နေပြီနောက်ဆုံးပွဲပဲ အဆုံးဖြတ်ပြီးမဲ့ပွဲတစ်ခုဖြစ်နေပြီဒီချိန်ကအဲ့တော့ကြတော့ back ရွေးတော့အကြိုက်တဲ့ back ကိုရွေးတော့ညီတို့အနေနဲ့လည်းညီတို့လမ်းကိုတော့ရှုပ်ရင်တော့ရှင်းရတော့မယ့်အချိန်ရောက်ပြီအဲ့တော့ကြတော့ညီတို့ကတော့ရှင်းရှင်းပဲပြက်ပြက်ပဲကိုလမ်းကိုရှုပ်ရင်တော့ကိုရောက်အောင်သွားမယ်ပန်းနိုင်အောင်ဘယ်လိုရှုပ်ဘယ်လိုစူးမျိုးပဲဖြစ်ဖြစ်ချင်းပလိုက်မှာတခါလဲအမြစ်ပါပြန်ထွက်မှာဆိုလို့မိပါရှုပ်ရင် ရှုပ်ပလိုက်မယ်အဲ့ဒီစူးတွေကိုအဲ့လိုမျိုးတိညီတို့ကသွားမှာဖြစ်တယ်အဲ့တော့ကြတော့မျိုးပေါ်မှာရှိတဲ့လူငယ်တွေအနေနဲ့လည်း အကျူးဆိုင်ပါအဲဘာပဲဖြစ်ဖြစ်ဒီချိန်မှာရွေးချယ်ပါလူငယ်ဒီတိုင်းပြည်ရဲ့အနာဂတ်ဖြစ်ပါတယ်တိုင်းပြည်ရဲ့အနာဂတ်ဆိုပြီးတော့ဘောနော်လက်ရှိပစ္စုပန်မှာတော့ငါတို့လူကြီးတွေဖယ်မပေးဘူးဆိုတာလေဖြောက်တင်နေပြကြနော်လူငယ်လက်ရှိပစ္စုပန်မှာလေလူငယ်တွေအတတ်တရပါဝင်မှာလူငယ်တွေဆုံးဖြတ်ပါခဏတာပျော်ရွှင်မှုကိုရွေးချယ်မှာလားကျွန်တော်တို့ခေတ်ဆက်ဆက်မှာပျော်ရွှင်မှုကိုလိုချင်တာလားခေတ်ဆက်ဆက်မှာပျော်ရွှင်မှုကိုလိုချင်တယ်ဆိုဒီအမှောင်ထုကိုကျွန်တော်တို့အတူတူဖြိုးလိုပြီးအဲ့တော့ကြတော့အတူတူရုံးမှရမယ်အဲ့တော့လူငယ်တွေအနေနဲ့ တော်တို့ရွေးချယ်ပါလို့ကျွန်တော်ကတော့ပြောခြင်းနဲ့အေးဒါကတော့လက်ရှိချိန်မှာမိုးကုတ်မျိုးရဲ့တိုက်ပွဲတွေကိုစိန်လွှဲပေးဖို့တွားရောက်နေတဲ့ဟိုမိုက်ခဲပဲဖြစ်ပါတယ်ဟိုကပြောသွားတာမှလူငယ်တယောက်ဖြစ်မယ်လေဒီကမှလူကြီးဆန်ဆန်ပြောရတဲ့ကလုံးနေနဲ့တော်လိုင်းဖွဲ့ထဲမှာဘယ်ကောင်းဆောင်တယောက်ပြပြနေလက်ရှိမှာလှူရှာနေသူတွေဖြစ်ပါတယ်ဘယ်လောက်ဆက်တော့မှဒီရင်းဒီချိန်ကြီးပြောင်းလာတာအေးရင်းဒီချိန်ကြီးပြောင်းလာတာသုံးနည်းသူသွားပါပဲရုပ်ရှင်လောက်ကဘယ်လိုမင်းသမီးပူဆိုးတာပေါ့ပူဆိုးတာပေါ့ သူတို့အားကိုးလို့ရတယ်သူပဲချင်ပါဘို့အားကိုးလို့များသူလက်ခချစ်ပါမလားသူတို့စီးပွားရေးအစဉ်မြဲသူချင်ပါဘို့အစဉ်မြဲသူလက်ခချစ်ပါမလားရှေ့ရုံနဲ့သူတို့မိသားစုအစဉ်ပြေးမသွားဘူးလေရှေ့ရုံနဲ့သူတို့မိသားစုလည်းပဲမသွားဘူးလေဗျာဟုတ်လားအခုကြည့်လိုက်ခင်ဗျားတို့အားကိုးရတယ်ဆိုတော့ငင်းကြံရမိုက်ခဲဟုတ်လားလေလိုက်ပေါ်မှာဖြစ်သွားပြီအမေဟိုလေလိုက်ပေါ်မှာသူလည်းတောက်စားရပြီဟပ်ပါဟဲ့တယောက်တော့ဝက်တောက်စားရပြီအေးမိုက်ခဲကိုတိတ်ကြွေနေတဲ့ဒါကတော့ ကရုံးကောင်ဖြစ်ပါတယ်ပေါ်ကရုံးဖြစ်ပါတယ်နေရာမရှိဖြစ်နေရပြတ်ကအဲ့တော့မိုက်ခဲရလဲနာမည်ရှိပြီလေနာမည်ရှိပြီဆိုနည်းနည်းတော့တောက်စားလို့အဖျားအနာတော့ရအောင်ပါလေအဲ့တော့ဟောင်းစီနဲ့ဟဲ့ဟာမင်းတယောက်ထပ်ပိုင်လို့တော့မရအောင်တော့ငါကမင်းကိုတောင်းပေးမယ်ဟိုဟုတ်လားအဲ့တော့နိုင်ငံလည်းဟောင်းတယ်မင်းတဝက်ငါတဝက်မင်းထောက်ပတ်နဲ့ထဲရတရားဝင်ထောက်ပတ်တယ်မင်းကောက်တဝက်ပေးရမယ်အဲ့တော့ဘယ်သူမှတိလို့မရအောင်တော့ဘယ်သူမှတိလို့မရဘူးဘယ်သူမှတိလို့မရဘူးလို့မနေနဲ့ကွာပေါ့ကတော့ တီးလို့ရရမတီးလို့ရရမင်းလျှောက်ပြောမနေနဲ့အင်းတင်ငိုင်းချိုပြီးပစောတော်လဲဒီမင်းလည်းဆင်ပြေငါလည်းဆင်ပြေဆင်ပြေလားပြည်တယ်โอเคငါတောင်းပေးဒါပဲဖြေရဒါပဲဖြေရဒါလည်းနိုင်ငံရေးပါနတ်ဘူးပဲနိုင်ငံရေးစုပေါင်းပါဘူးပဲသေအောင်ပေါ့မြင်းကြမှာရှိတဲ့ငတုံးကဗရတ်တွေညာလားတွေသေအောင်ပေါ့ပောက်ကိုတော့လည်းညာလားပါပဲကို့ညာမင်းနဲ့တီးမှာပူးမနေနဲ့အားလားလို့ချစ်လို့ကိုတော်လူတောင်းသားတွေကိုတန်ဖိုးထားလို့ရိုးသားတဲ့လူတွေကိုချစ်လို့ရိုးသားတဲ့လူတွေချစ်လို့ဥပမာရေးပြာမှာပေါ့မြောက်ရေးပြာမှာအသာလေးပါဘာပြောရလဲဆိုတော့ အဖွားကြီးကတက်လက်ကြည့်ပြီဒီပြားမှာခု PDF တွေတိတ်မရှိတော့ PDF တွေရှိတော့အဖွားကြီးကတွေ့တာပေါ့ငါသာစစစတဲ့မင်းတို့မှာပြေးရပြေးရတဏ္ဍာကြီးထိုင်ပြီးပြေးရတာဆိုတော့တဲ့မင်းကမင်းတို့ကအားရှိမှဖြစ်မှာလေဟုတ်လားစစ်တပ်လာလို့ရှိရင်မင်းတို့မှာတဏ္ဍာကြီးထိုင်ပြီးပြေးရတာဆိုတော့တဲ့မင်းတို့ကအားရှိမှဖြစ်မှာငါသာစစစဆိုတော့ဟိုမှာဗရက်ကောင်ကလားအဲ့ဒါကလည်းဘွားတော့ကြည့်ပြီလေစိတ်တူကတော့မလိုလိုဆဲရတော့မလိုလိုဆိုတော့ဟိုမှာကြောင်တောင်တောင်နဲ့ပြည့်နေဟုတ်လားဤသို့ကဝယ်တဏ္ဍာကြီးထိုင် အဲ့တော့ဘွားကြီးကကြွေကြွေပဲပြည့်စတယ်မဲမဲစတယ်မဲပြည့်ရမှာမကြောက်နဲ့ဟုတ်လားဒါလိုပဲဘလက်ဆိုတာကနော်အဲ့တော့ဦးစင်းတို့ပြောချင်တာကတော့လူတိုင်းလူတိုင်းကတော့ပြောင်းလဲမှုရှိကြမှာပါပဲကိုချစ်တဲ့သူကမှအာကိုလို့မြဲကိုချစ်တဲ့သူကမှအသုံးမကျတာကိုချစ်တဲ့သူကမှဒလေးမမှန်တာကိုချစ်တဲ့သူကဖောက်ပြန်တာကြီးကိုမင်းတို့ဘုံမတွေမင်းအောင်လည်းပြောနေလားထင်ရတယ်ကိုချစ်တဲ့သူကဖောက်ပြန်တော့အာကိုလည်းမရတော့အဲ့တော့အာကိုလို့ရတဲ့သူချစ်မှာပေါ့အာကိုလို့မရတဲ့သူကိုချစ်တော့ဘဝပြတ်မှာပေါ့ဒုက္ခရောက်မှာပေါ့ ိုက်တာမိုက်တီဟုတ်လားလင်းစာနီစော်တို့ရဲ့ဦးစင်းတို့အကိုအာအာထောင်းမ905ပါတော့အဘကံပြေးခဲ့ကြတာနော်ပင်စာဖြစ်ပြီပဲသေတော့မာလိုလိုအစာအိမ်ထဲကအတဲကင်စာကြီးရပဲဒီနေ့ထောင်းဝအဘကံပဲနောက်နေပဲသေတော့မာလိုလိုနောက်တိမှာပေါ့ဟုတ်လားဒိုက်တာမိုက်တီရကိုငိမ့်ငိမ့်မနေဘူးငိမ့်ငိမ့်မနေဘူးမထိကလေးထိကလေးလို့တော့ခင်ရတယ်အမကံပြောအရင်ကဆွဲထားတဲ့ပုံမှန်905နဲ့ပါသွားပြီမှသူ ခံဝင်လက်မှတ်ထိုးပြီးသားဒါတိုင်းမိုက်တီးရ905နဲ့ထောင်ထဲမှာနေခဲ့ဦးတဲ့ကျမ်းမာရေးမကောင်းလို့အစာရေးမကောင်းလို့ကင်ဆာမကောင်းလို့ဆိုတဲ့အကြောင်းပြချက်နဲ့နော်ဒါမျိုးသင်ရတဲ့အမကံမရအောင်အဲ့တော့ဘာပဲပြောပြောနေတိုးတို့မြင်းမြတ်တို့နေဝင်းတို့အကုန်လုံးပေါ့ဗျာအကုန်လုံးဒီစမှာတွက်လဲတို့တွက်လဲဆိုရင်ခင်းလိုက်တာမြင်လိုက်ခင်းလိုက်တာမြင်လိုက်နော်တွက်လဲကိုမြင်နေခင်းလိုက်အောင်မြင်အဲ့တွက်လဲနေဥဆောင်နေရခင်းလိုက်နေဥဆောင်နေရခင်းလိုက်နေဥဆောင်နေရခင်းလိုက်ကိုမရောက်ပို့နေနော် ်အခင်လေဟုတ်လားဒါမျိုးပါပဲอืมเนาะကိုကပြောရလို့ရှင်တော့ပူလောင်တာပေါ့ဗျာပူလောင်တာပေါ့မင်းတို့ငါတို့ကြတော့မိဘရင်နဲ့ဝေးနေနဲ့အုပ်ပြင်းအိမ်ပြေပြောမှာမင်းတို့ကြတော့ဒါလို့ဟုတ်လားဘယ်သူပဲဘယ်နိုင်ငံမှာပဲနေနေခုမြန်မာပြည်ကိုပြန်လာရင်ကြတာပဲဟုတ်မြန်မာနိုင်ငံမှာရုပ်ရှင်မင်းသားဘယ်သူမင်းမင်းသားကရကြော်ပါရှင်မလုံနေကြတဲ့အရာတွေဟုတ်လားပြောနေရမင်းတို့ဘယ်ဆက်ကမနာလို့ဖြစ်ကြတာပေါ့ဗျာနော်မနာလို့ဖြစ်ကြတာပေါ့အဲ့တော့ဦးစင်းနောက်ဆုံးပြောချင်တာကတော့ လူတိုင်းလူတိုင်းကတော့အာကိုလို့ရတဲ့သူပဲချင်းပါပါသူတို့ချစ်တဲ့သူကအာကိုလို့မှမရဘူးဆိုရင်တော့လွှတ်ချလိုက်မှာပါပဲဇုံကန်လိုက်မှာပါပဲဒါကတော့အထူးဆန်းမဟုတ်ပါဘူးဆိုတော့ပေါ့ကူတော့ပြောချင်ပါတယ်အားလုံးအေးအားလုံးတွေ့တိုင်းပါပဲလက်ရှိအချိန်မှာကတော့ရုပ်ရှင်မင်းသားမင်းသမီးအနေနဲ့အဖြစ်လို့ဒါလောက်ရဲဆိုပြီးတော့တရုတ်ဆောင်ခိုင်းရတာတွေကိုလောက်ရဲဆိုပြီးတော့လေသူတို့ရဲ့ပေးသက်တွေကပြောနေကြရမယ်လေ lobby တွေကတော့မဟုတ်ဖဲနဲ့တကယ်ကိုပဲမင်းအောင်နိုင်ကိုချစ်လို့လုပ်နေကြပါတယ်ဆိုပြီးတော့တွေးထိုးပြောနေရတွေ့နေရပါတယ်ဘလို့ပြောမှာပဲရုပ်ရှင်မင်းသားမင်းသမီးဘဝကတော့တကယ်ကိုပဲဘဝဖြစ်တယ်နေတာလောက်တာပါဗျာ တော်လည်းမျိုးတွေအားလုံးပဲဒီဘူးရုံတွေ့ရမယ့်အကြောင်းအရာတွေရောလက်ရှိမှာဆိုမင်းတို့တကောင်အနေနဲ့မေဆုနဲ့သမတာကြီးဟာရင်းတော်မှာပုံကြနေရဖြစ်တဲ့အတွက်လုံးဝအဆင်တန်းမှီလို့အာဆီယံဖွဲ့ဝင်တွေတွေ့ခွင့်ဘယ်တော့မှရအောင်မဟုတ်ဘူးလို့ပြောပြီးတဲ့အချိန်မှာပဲအာဆီယံဖွဲ့ဝင်တွေကလည်းမင်းအောင်နိုင်ကိုသူတို့နဲ့ဖွဲ့တွေကိုတွေ့ရောက်ခွင့်မရှိဘူးဆိုပြီးတော့ပိတ်ပင်လို့ဆိုပြီးပေါက်ကွင်းနေတာဖြစ်ပါတယ်ဒါကိုဆရာကိုသိမြက်ကနေပြီးဘယ်လိုမျိုးသုံးသပ်ဝေဖန်ထားလဲဆိုတာကိုတော့မကြည့်ရတဲ့တော်လည်းမျိုးတွေပြောင်းလဲမှုများတဲ့အချိန်ဖြစ်ပါတယ်တော်တော်လေးကိုဆက်ဆက်ခါနာကြည့်တော်ဝင်ရပါတယ်ဘုကျုပ်ဇော်မင်းထွန်းထွက်ရှင်ပါတယ် တို့အာနာသိန်းစေအုပ်စုအနေနဲ့9နှစ်လုံးလုံးလူရအသွတ်မခံရဘဲနဲ့အဖက်ခံအချင်းခံဘဝနဲ့ပဲညနာအောက်ချနေခဲ့ရပါတယ်အခုတရုတ်ကသူတို့ဘက်ကနေတော်တော်လေးဖိဖိမမရှိလာတယ်လို့လူရအသွတ်ပြီးတော့ဖိတ်ကြားဧကန်နာမျိုးလည်းရှိလာတဲ့အတွက်သူတို့တော်တော်အားတက်သွားပါတယ်တရုတ်မျက်နှာကိုထောက်ထားပြီးတော့အာဆီယံကလည်းလူရသွန်းလာမလားဆိုတော့မျော်လင့်ချက်မျိုးထားခဲ့ပြီမြဲထင်တိုင်းမပေါက်တော့တော်တော်စိတ်နာသွားပုံရပါတယ်အရင်နှစ်တွေတုန်းကမျော်လင့်မထားတော့တိတ် မနာကြည့်ပေမဲ့အခုဒီချိန်မှာတော့မျောနှင်ထားရတဲ့အလွဲကြီးလွဲရတော့စိတ်အနာကြီးနာသွားတဲ့သဘောလိုယူဆရပါတယ်။ဒါပြီးခဲ့တဲ့အာဆီယံအစည်းအဝေးမှာမြန်မာနိုင်ငံနဲ့ပတ်သက်ပြီးအမျိုးမျိုးကြောဆုံနေတာတွေဝေဖန်နေတယ်ရှိပါတယ်။ဒီထက်မှအာဆီယံဘုံသဘောတူညီချက်900ရက်နဲ့ပတ်သက်ပြီးမြန်မာနိုင်ငံအနေနဲ့လှုပ်ဆောင်ခဲ့ခြင်း မရှိတဲ့အတွက်မြန်မာနိုင်ငံကိုအာဆီယံအစည်းအဝေးမှာနိုင်ငံရေးအဆင့်ရှိတဲ့သူတွေကိုတက်ရောက်ခွင့်ရနေတယ် ဒါဆက်လက်ပိတ်ပင်သွားမယ်ဆိုတဲ့သတင်းကိုအတိုက်ခံစန့်ကျင်ဘက်မီဒီယာများအနေနဲ့ထုတ်လွှင့်နေရများလည်းတွေ့ရပါတယ်။အာဆီယံအစည်းအဝေးအတွင်းမှာမြန်မာနဲ့ပတ်သက်ပြီးတော့အမျိုးမျိုးဝေဖန်အပြစ်တင်တာကိုသူတို့ပြောနာပုံရပါတယ်။အထူးသဖြင့်မင်းတို့အချိုးမပြောင်းသေးလို့အရင်လိုပဲတက်ခွင့်မပြုတ်နိုင်ဘူးဆိုတဲ့အချက်ပေါ်မှာအလွန်နာပုံရပါတယ်။အာဆီယံနဲ့ပတ်သက်တဲ့သူတို့ပြောဆိုချက်အားလုံးဟာအာဆီယံသဘောတူညီချက်၅ချက်ကိုသူတို့ဘလို့လိုက်နာဖို့စူးစမ်းခဲ့ကြအောင်အယူခံဝင်ရှင်းလင်း ပြတဲ့သဘောမျိုးဖြစ်ပါတယ်။အာဆီယံဘုံသဘောတူညီချက်၅ချက်မှာပထမဆုံးအချက်ကအကြမ်းဖက်မှုအလုံးကိုချက်ချင်းရရမယ်ဆိုတဲ့အချက်ပါ။အဲ့ဒါကိုဗိုလ်ချုပ်စော်မင်းထွန်းကသူတို့လိုက်နာခဲ့ပါတယ်လို့ဆိုနေပါတယ်။ဘယ်ပုံပယ်နည်းလိုက်နာတယ်လဲဆိုတဲ့သူပြောစကားကိုနားထောင်ကြည့်ကြပါ။ဒီဘုံသဘောတူညီချက်နဲ့ပတ်သက်ပြီးအကြမ်းဖက်မှုများအများဆုံးရပ်တန့်ဖို့ဒါနဲ့ပတ်သက်ပြီးလဲမြန်မာနိုင်ငံမှာအကြမ်းဖက်မှုတွေလုပ်နေတာ NUG PDF အမေရိကန်အကြမ်းဖက်တောင်းကျမ်းသူတွေရဲ့အကြမ်းဖက်လုပ်ရက်တွေနဲ့ပတ်သက်ပြီး ပြောကြားလိုပါတယ်မြန်မာနိုင်ငံမှာအကြမ်းဖက်မှုတွေလုပ်နေတာ NUG PDF တွေဖြစ်ပါတယ်လို့အစချီထားပါတယ်ဆက်နားထောင်စရာတောင်မှမလိုတော့ပါဘူးသူကအကြမ်းဖက်မှုအလုံးကိုချက်ချင်းရရမယ်ဆိုတော့အာဆီယံဘုံသဘောတူညီချက်ကိုလိုက်နာပါတယ်လို့ပြောပင်ပြောနေတော်ညာလဲမလိုက်နာတော့ဘာဖြစ်တယ်လဲလို့ညင်းလိုက်တာနဲ့မချားပါဘူးအကြမ်းဖက်မှုကိုရပ်ဖို့နေနေတာသာသူတို့လုပ်နေတဲ့အကြမ်းဖက်မှုလုပ်ရက်ကိုဝန်ခံမှုတောင်မှပြင်းပြင်းထန်ထန်ညှဉ်းဆုံနေတာပါအာဆီယံဘက်ကဘာပြောနေမှန်းသိပါရဲ့နဲ့ မသိချင်အောင်စောင့်ပြီးတော့ပြောင်းရင်းနေတာပါမြန်မာနိုင်ငံမှာအကြမ်းဖက်မှုတွေကိုအများဆုံးကျူးလွန်နေတာဟာစစ်အုပ်စုပါလေရင်နဲ့မြို့တကာရွာအနှံ့ကိုဘုံလိုက်ကျပါတယ်ခလိငယ်လေးတွေခေါင်းပြတ်သေးတာခြေလက်ပြတ်တော့တာဘိုက်ပွင့်ပြီးတော့ဥထွက်တေဆုံးတာတွေအများအပြားဖြစ်ခဲ့ပါတယ်အော်တိုဘာလ15ရက်နေ့မြောင်မြို့နယ်ဇေယျကုန်းကျေးရွာကိုဘုံကျဲတိုက်ခိုက်တဲ့ဖြစ်စဉ်မှာဆိုလို့ရှိရင်ចောင်းသားလေးတယောက်ဟာ နှစ်ခါပြန်ပြီးတော့ဘုံထိမှန်တာကိုခံခဲ့ရပါတယ်။ကလေးငယ်တယောက်ရဲ့ဘဝတသက်တာမှာဘုံကျဲလို့ဒဏ်ရတာကိုနှစ်ကြိမ်တိတိခံစားခဲ့ရတာပါ။သူခံစားရမယ့်စိတ်ဝေဒနာစိတ်တန်ရာဘလောက်ပြင်းထန်တယ်ဆိုတာကိုတွေ့ကြည့်ကြပါ။ပထမတစ်ကြိမ်ဘုံကျဲတဲ့ဒဏ်ကြောင့်ဘုံကျဲခံရတဲ့အချိန်တုန်းကသူဟာခြေထောက်တစ်ဖက်ဖြတ်ပြီးတော့ဆေးကုသခံယူထားရတဲ့ကလေးငယ်လေးပါ။အဲ့ဒီကလေးငယ်လေးဟာအော်တိုဝါလာ15ရက်နေမှာဒုတိယအကြိမ်ဘုံဒဏ်ကြောင့်ခန္ဓာကိုယ်နဲ့ဝမ်းပိုက်ကို ထိခိုက်ဒဏ်ရာရပြန်ပါတယ်။ KNDB နဲ့ Fruso မြို့နားလေးကမူဆိုမှာတောင်ရွာကပြန်လာတဲ့လူတွေအပါအဝင် KNDB အရသား30လောက်ကိုမိရှုတပ်ဖြတ်တာ။တားထောင်တဲ့ဖိုးတွေကိုဆေးအုပ်စုကဆေးအုပ်စုရဲ့လက်အောက်ခံပြူစောထီးတွေကအရှင်လက်လက်မိရှုတတ်တာ။ဗစီကြီးလက်ရက်ကုံမုံလိုက်ခက်အိုရီတွင်မှာခလေးလူကြီးအများပြားတည်အောင်ဘုံကျဲတက်ပြတ်တာတွေနေကင်းကြောင်တော်မှာစစ်ကြောင်းလှဲ့လှဲ့တယ်ဆိုပြီးတော့တရွာဝင်တရွာထက်မိလိုက်ရှို့တာတွေလူတက်တာတွေ ောက်တိုဘာလအတွက်မှာပဲတောင်သာမြို့နယ်ရုံးစင်ကြီးကျေးရွာမှာအမျိုးသမီးငယ်လေး6ယောက်ကိုစစ်တပ်ကတန်းစီမရင်းကျင့်သွားတာတယ်အဲ့ဒါတွေကိုအကြမ်းဖက်တာမဟုတ်ပါဘူးလို့ဗိုလ်ချုပ်ဇော်မင်းထွန်းကပြောနေတဲ့သဘောပါမသိချင်အောင်ဆောင်မျက်ကွယ်ပြူတဲ့နီးနဲ့ညှဉ်းဆန်နေတာပါဗိုလ်ချုပ်ဇော်မင်းထွန်းပြောထားတဲ့စကားတွေအနေနဲ့ဒီစကားဟာပပလေးဆိုရင်အစိုးဆုံးစကားပါတခါတလေမှာပြောသွားတဲ့စကားတွေထက်မသိချင်အောင်ဆောင်ပြီးတော့တမင်ချန်ထားခဲ့တဲ့စကားကပို့ပြီးတော့တောင်မှရက်ဆက်ကြံကြုတ်တယ်ဆိုတာကိုအခုလောက်ရကတသက်ပြနေပါတယ်။ NUG PDF ဘက်က အကြမ်းဖက်မှုကျူးလွန်တာတွေရှိတယ်ဆိုတာမှန်ပါတယ်ဒါတွေကိုလည်းကျွန်တော်တို့သတင်းသမားတွေကတက်တဲ့အထောက်ထားတွေနဲ့ထောက်ပြထားတာတွေရှိပါတယ်ဝေဖန်တာတွေရှိပါတယ်ဒါပေမဲ့ NUG PDF ကျူးလွန်တဲ့အကြမ်းဖက်မှုဆိုတာဆဲလ်စုကျူးလွန်တဲ့အကြမ်းဖက်မှုနဲ့နှိုက်စာလို့ရှိရင်အပုံတရားပုံမှတပုံစာလောက်ပဲရှိပါတယ်ပမာဏချင်းနှိုက်စာခဲ့လို့ရှိရင် NUG ဘက်က PDF ကကျူးလွန်တဲ့ရာဇဝတ်မှုတွေဟာမပြောပါတော့အောင်နေပါပါတယ်။အင်း။နည်းနည်းများများအကြမ်းဖက်မှုဟာအကြမ်းဖက်မှုပါပဲလို့ တရားရောက်ကနေပြီးတော့ထောက်ပြခဲ့မယ်ဆိုလို့ရှိရင်အဲ့ဒါမှန်ပါတယ်ခံရတဲ့သူတွေအတွက်ကတော့တရားမျှတမှုကိုရှာကြရမှာပါဒါပေမဲ့မြန်မာနိုင်ငံမှာအကြမ်းဖက်မှုတွေလုပ်နေတာ NUG PDF တွေဖြစ်ပါတယ်လို့အစစီထားတဲ့ဗိုလ်ချုပ်စော်မင်းထွန်းရဲ့စကားကတော့လိန်ညာမှုရက်ဆက်မှုကောက်ကျစ်မှုအစရှိတဲ့အယောင်အမျိုးမျိုးစွန့်ထင်နေတယ်လို့ဆိုချင်ပါတယ်အာဆီယံဘုံသဘောတူညီချက်၅ချက်မှာဒုတိယသဘောတူညီချက်ကအလုံးပါဝင်တဲ့ဆွေးနွေးပွဲလုပ်ဖို့ပါဒုတိယချက်ငင်းချမ်းစွာအဖြေရှာမှုနဲ့ပတ်သက်ပြီးရင်ကျွန်တော်တို့အနေနဲ့ 2022ခုနှစ်ကကိုငြိမ်းချမ်းရေးနှစ်ဖြစ်သတ်မှတ်ပြီးလက်နက်ကင်အဖွဲ့အစည်းတွေနဲ့တွေ့ဆုံဆွေးနွေးဖို့ဖိတ်ခေါ်ခဲ့ပါတယ်။ NCA လက်မှတ်ရေးထိုးထားတဲ့အဖွဲ့9ဖွဲ့လက်မှတ်မထိုးထားတဲ့အဖွဲ့3ဖွဲ့စုပေါင်းတိုင်းဒေသလက်နက်ကင်အဖွဲ့10ဖွဲ့အပါအဝင်နိုင်ငံရေးပါတီတွေနဲ့အကြိမ်ကြိမ်တွေ့ဆုံခဲ့ပါတယ်။သူတို့အလိုတော်ကြီးလုံလုံလောက်ဖြစ်နေတဲ့ NCA လက်မှတ်ထိုးအဖွဲ့တွေနဲ့ပြောတာလောက်ကိုပဲဆွေးနွေးပါတယ်လို့ပြီးတော့ဖြည့်ရှင်းနေတာပါ။စင်ဝေးအရန်ရှောင်းပြောဆိုချက်ပါ။ဆိုင်စွတ်ချက်ပြောထားတဲ့စကားတစ်ခုရှိပါတယ်။အဲ့ဒါကတော့အခြေခံဥပဒေပြင်ဆင်ရေးနဲ့ပတ်သက်တဲ့စကားပါ။ ။ဒါပြင်အခြေခံဥပဒေ2008ခုနှစ်ကိုပြင်ဆင်နိုင်ရေးအတွက် အချက်43ချက်ကိုသဘောတူညီဆောင်ရွက်ခဲ့ပါလေ။တချင်ကအခြေခံဥပဒေပြင်မာပြင်မာလို့ပြည်သူလူထုကအချင်းချင်းခါခါတောင်းဆိုခဲ့မှုပါလေ။စစ်အုပ်စုကပြည်သူစကားနားမကြားသလိုလုပ်ပြီးတော့ဘူးခံကန့်ကွက်ခဲ့ပါလေ။လက်မှတ်၅သိန်းစုပြီးတော့အခြေခံဥပဒေပြင်ရေးဆိုတာကိုလည်းတောင်းဆိုခဲ့မှုပါလေ။ဟင်းအင်းဆိုမှဟင်းအင်းဆိုပြီးတော့ခေါင်းငုံသာအချင်းချင်းခါခဲ့ကြပါလေ။အခုတော့အခြေခံဥပဒေပြင်ရေး43ချက်ဆိုတာကိုဘယ်သူမှ မမေ့ဘဲနဲ့အတင်းလိုက်ပြောနေပြန်ပါလေ။အဲ့ဒါကဘာသဘောပါလဲ။ 2008အခြေခံဥပဒေကိုအသက်ပြန်သွင်းခြင်းလို့ပြင်ပေးပါမယ်အတင်းပြောနေတာပါအမှန်တိုင်းပြောရလို့ရှိရင်ပြည်သူလူထုက2008အခြေခံဥပဒေကိုအတိမတ်မပြုတ်တော့ပါဘူးအဲ့ဒါကိုစစ်အုပ်စုကလည်းသိပါတယ်သူတို့ကိုယ်တိုင်ကမလေးမစားမလိုက်နာဘဲနဲ့အချိန်ချင်းဖြည့်ဆည်းထားလို့ဒီဥပဒေဟာလူတော်မတော်မျက်နှာပန်းမလှဖြစ်နေရပြီဆိုတာကိုသူတို့ကောင်းကောင်းသိပါတယ်ဒါပေမဲ့သူတို့အတွက်တနည်းရွှေဥတလုံးကျဥပဒေရဲ့ငန်းကြီးဆိုတော့တတ်စားပြီးကမှအသက်ပြန်သွင်းခြင်းနေတာပါ ပြင်ပေးပါပြင်ပေးပါဆိုတော့ကအချင်းချင်းခေါင်းခါပြီးတော့ဘသူမှစိတ်ဝင်စားတဲ့အချင်းချင်းမှပြင်ပေးရစီပြင်ပေးရစီလုပ်နေတာပါမောင်မောင်ခေါ်တော့ကအပြာမထူးပဲနဲ့ငတ်အောင်ကြော်ခေါ်တော့မှဖျားထူးရှင်တယ်လို့ငန်းငန်းတက်ဖြစ်နေတာပါပြည်သူတို့ကပြင်ရေးကိုစိတ်ဝင်စားတော့ဦးဆိုတာကလည်းအကြောင်းခက်ခဲကြလို့ရှိပါတယ်ဒီအခြေခံဥပဒေဟာပြင်လို့လည်းအလကားပဲဆိုတာကိုပြည်သူတို့ကကောင်းကောင်းသဘောပေါက်နေပါပြီအခြေခံဥပဒေဘလောက်ပြင်ပြင်အာဏာကောက်သိမ်းလိုက်လို့ရှိရင်အကုန်ပြတ်တာပါပဲ NLD ဆိုရလက်ထက်တုန်းကပြင်ရေးကိုလူတွေကထောက်ခံကြတယ်ဆိုတာကလည်းဒီဥပဒေကိုလက်ခံကျင်လွန်းလို့မဟုတ်ပါဘူးဒေါအောင်ဆန်းစုကြည်ကိုကြီးညိုချလွန်းလို့ဒေါအောင်ဆန်းစုကြည်ရဲ့သဘောကိုလိုက်ရောခဲ့တာပါ နိုင်ငံရေးနားလည်တဲ့နိုင်ငံရေးသမားတွေကဥဝင်းတင်ဥကိုနီတို့ရဲ့သဘောထားအတိုင်းဖြည့်ရေးကိုသာလှူလာကြတာပါပါရမူဇက်ထုတ်တဲ့ကရောမင်းကြီးဥဖိုးလိုင်ရဲ့စကားကိုတွားပြီးတော့တောင်းမှအမှတ်ရမိပါတယ်မရတော့ဘူးမောင်ကောင်းရဲ့မရတော့ဘူးနောက်ကျသွားပြီဟင်းသာတရားညာမျက်လုံးညှိုးနေပြီမင်းတို့အစိုးရကအဖက်ဆယ်လို့မရတော့ဘူးလို့ပဲပြောရတော့မှာပါပဲအာဆီယံ၅ချက်ထဲကတတရနဲ့စတုထအချက်ကိုတော့ဘူဂျိုဂျော်မင်းထွန်းကပေါင်းပြီးတော့ရှင်းပါပါတယ်သူတို့ရဲ့မြန်မာနိုင်ငံဆိုင်ရာခီးစဉ်တွေကိုကျွန်တော်တို့ကပူပေါင်းဆောင်ရွက်ပေးလျက်ရှိပါတယ်သူတို့ ိုင်ငံရေးပါတီတွေအစိုးရအဖွဲ့ဝင်တွေနဲ့တွေ့ဆုံနိုင်ဖို့ကိုလည်းစီစဉ်ဆောင်ရွက်ပေးနိုင်ခဲ့ပါတယ်။စတောက်တာအချက်ပြတဲ့လူသားချင်းစာနာထောက်ထားမှုအကူအညီပေးရင်းနဲ့ AHA စင်တာကနေပေးရတဲ့ကိစ္စတွေမှာလည်းအပြည့်အဝပူပေါင်းဆောင်ရွက်ပေးလျက်ရှိပါတယ်။ဒီလုပ်ငန်းတွေကိုစံလုပ်ငန်းစီမင်း SOPD အနေနဲ့လည်းသဘောတူညီခဲ့ပြီးဖြစ်ပါတယ်။နိုင်ငံရေးသမားတွေနဲ့လည်းပြည့်တွေ့ပါတယ်။လူသားချင်းစာနာထောက်ထားမှုအကူအညီတွေကိုလည်း လက်ခံပါတယ်လို့ပြောသွားပါတယ်နိုင်ငံရေးသမားနဲ့ပြေးတွေ့တယ်ဆိုရမှာသူတို့စေအုပ်စုကတွေ့စီကျင်တဲ့သူကိုသာပြေးတွေ့ပြီးတော့အာဆီယံကိုယ်စားလှယ်ကတွေ့ကျင်တဲ့သူတွေကိုတော့တယောက်မှပြေးမတွေ့ပါဘူးလူသားချင်းစာနာထောက်ထားမှုအကူအညီဆိုတာကိုလည်းသူတို့ရောက်စီကျင်တဲ့နေရာလောက်ပဲခွင့်ပြုပြီးတော့သူတို့မရောက်စီကျင်တဲ့နေရာဆိုလို့ရှိရင်တာစီပိတ်ပင်ထားတယ်ဆိုတာအလုံးအသိပါပဲအာဆီယံ၅ချက်ထဲမှာနောက်ဆုံးချက်ကစေအုပ်စုကိုလိုလားသူစန့်ကျင်သူနိုင်ငံရေးအဖွဲ့အလုံးဘက်အလုံးနဲ့အာဆီယံကိုယ်စားလှယ်ကိုတွေ့ခွင့်ပေးရမယ်ဆိုတဲ့အချက်ပါဒါကိုတော့ဗိုလ်ချုပ်စော်မင်းထွန်းကခါခါတီးတီးညင်ပါတယ် အာဆီယံဥက္ကဋ္ဌရဲ့အထူးကိုယ်စားလှယ်လာတိုင်းမှာကျွန်တော်တို့အနေနဲ့ဖြစ်နိုင်တဲ့လိုက်လောနိုင်တဲ့သူတွေနဲ့တွေ့ဆုံနိုင်ရေးအစိုးရအဖွဲ့ဝင်တွေအပြင်နိုင်ငံရေးပါတီတွေနဲ့တွေ့ဆုံနိုင်ရေးကျွန်တော်တို့ဆောင်ရွက်ပေးခဲ့ပါတယ်။ရာဇဝတ်မှုနဲ့ကျူးလွန်ပြီးရာဇဝတ်ပြစ်ဒဏ်ခံရတဲ့ထောင်ကြတွေနဲ့တော့ကျွန်တော်တို့တွေ့ဆုံခွင့်ပေးနိုင်ချိန်မှာပေးပါလိမ့်မယ်။ဘယ်နိုင်ငံမှာကောတွေ့ဆုံခွင့်ပေးခဲ့တယ်လဲလို့ပဲဒါမိကွန်းထုတ်ချက်ပါတယ်။ထောင်ကြရည်လို့ပြောတဲ့အတွက်ဒေါအောင်ဆန်းစုကြည်ဦးဝင်းမြင့်နဲ့ NLD ခေါင်းဆောင်တွေကိုအဓိကကြီးရတာလို့ယူဆရပါတယ် ပထမဆုံးအချက်ဒေါအောင်ဆန်းစုကြည်ဦးဝင်းမြင့်တို့ကိုရာဇဝတ်မှုပုံမှန်တတ်ထားတာဟာသူတို့တတ်တာပါဘယ်သူကမှသူတို့ပြောတာတွေကိုမယုံကြည်ပါဘူးလွတ်လပ်တဲ့တရားစီရင်မှုလည်းမဟုတ်ပါဘူးပွင့်လင်းတဲ့တရားစီရင်မှုလည်းမဟုတ်ပါဘူးသူတို့ရှင်းနေတဲ့တောင်မှဦးဝင်းမြင့်ဒေါအောင်ဆန်းစုကြည်တို့နဲ့ကောင်းကောင်းတွေ့ခွင့်မရကြတဲ့အခြေအနေအောက်ကတရားစီရင်ရေးပါသူတို့ဘာသာရာဇဝတ်မှုတက်ပြီးတော့ရာဇဝတ်တရားခံမှုလို့တွေ့ခွင့်မပေးနိုင်ဘူးလို့ပြောတာကတော့လှုပ်ချင်အောင်လှုပ်ပြီးတော့ပြောချင်အောင်ပြောနေတာပါပဲလို့ဆိုတော့အဲအောင်တည်တယ်မှာပဲတကယ်ပေါ်ရဲ့အမေစုနဲ့သမရာကြီးတို့ကိုအခုလိုမျိုး လုပ်ခဲ့တဲ့ကောင်းတွေကိုတကောင်းမကျန်းတရားသူကြီးအစားထောင်မှုကဆုံးနောက်ဆုံးကိုအောက်ကထောင်ဝင်တန်းအပါဝင်ပုံလုံးကိုမြစ်ပါလှန်ပြီးတော့ကျွန်တော်တို့ online ပြီးတဲ့ချိန်မှာဖြစ်ဖြစ် online ကလာတွေမှာဖြစ်ဖြစ်ပုံလုံးရှင်းလင်းပေးရမှာဖြစ်ပါတယ် online မျိုးတွေအားလုံးဒီ video တော့ဆုံးသက်ရပါတယ်နောက်ထပ်ပြီးမှာတော့နောက်ဆက်တင်တော့ကျွန်တော်တို့ရဲ့ကိုကျတို့ production channel လေးကို like and subscribe like subscribe ပြီးပေးခွန်ရတဲ့ချိန်မှာတက်လာများပြီးတော့တင်အားလုံးကြည့်ရှုနားဆင်ရဖြစ်ပါတယ် online မျိုးတွေအားလုံးပဲနောက်ထပ်ပြီးတော့မှာပြန်လည်ဆုံတွေ့ကြပါမယ်ဆုံးနေကြည့်ပေးတဲ့ဒူးချင်တဲ့လုံးဒူးပဲကျေးဇူးတင်ပါတယ်ဗျာ